ခုနယဓမ္မရေတာရှိခုတို့ဤဗမရေတာကြည့်တွင်ဝါတွင်ကာလတရားတရားစကားဝင်ကြတဲ့ယောဂီပေါင်းသူတော်ကောင်းမှုကိုတရေကျောခန်းဤချိန်ရောက်လာပြီဖြစ်တဲ့အတွက်တဝါတွင်လောက်ဆောင်ထင်းခဲ့တဲ့တိလာဒီတဝါတွင်လောက်နာကြခဲ့တဲ့တရားဤ ကိုဘွားတဲ့ဘလောက်တောင်မှတ်တမ်းတွေဖြစ်တယ်လေဆိုအဲ့ဒီအရာလေးတွေကိုတတိပေးသွားအပြင်ယနေ့တရားတရားသက္ကဝဉာဏ်ရဲ့ယောဂီအလုံးလို့ကိုဘဝနဲ့ဓမ္မဆိုတဲ့အတိပေးစကားပြောမှာဖြစ်ပါတယ်ဘဝနဲ့ဓမ္မပါတယ်လေဘဝနဲ့ဓမ္မပါဗျာစကားဘယ်နှလုံး ။ဗာနဲ့ပါလေ။ဘာနဲ့ဓမ္မပါဗျာ။အရင်တော့ဘဝကိုပြောကြရအောင်။ဘဝဆိုတာကအခုကိုနေနေတဲ့လူဘဝပေါ့။ကိုရတာတဲ့လူဘဝလူဌာနကိုဒါဘဝလို့ပြောတာပေါ့။နတ်ဘဝရောက်မဲ့ဆိုရင်တော့နတ်ဘဝ အမဲလေးပါးဘဝတွေရောက်မယ်ဆိုရင်လည်းတန်ငရေဘဝတရိစ္ဆာန်ဘဝပိဋ္ဌာန်ဘဝအတုတကယ်ဘဝဆိုကိုရနေတာဒီကိုဘဝဖြစ်တယ်အဲ့ဘဝဆိုတာအခုယောဂီတို့နေနေတဲ့လူဘဝပေါ့အတန်နည်းနည်းလျှော့ပါနော်ကိုနေနေတဲ့လူဘဝပေါ့ လူဘဝအချိန်ခါကာလကိုရောက်နေတဲ့အခါကျတော့ကိုဘဝမှာကိုဘလို့နေတယ်လေကိုဘဝမှာကိုဘလို့ကြောဖြတ်နေတယ်လေအဲ့ဒီဘဝကိုဘုံဘုံတို့အရင်ဆုံးပြောကြရအောင်အဲ့ဒါနဲ့ပတ်သက်လို့ဘုံဘုံတို့စာပိုက်ကလေးတစ်ပိုက်မနေ့ကတော့ဖတ်တာရှိအဲ့ဒီစာပိုက်ကလေးကပါလဲဆိုရင်ဘဝမှာနေကြတဲ့လူတွေအားလုံးဟာ အခုလူဘဝနေတဲ့လူတွေပေါ့ဘဝမှာနေကြတဲ့လူတွေအားလုံးဟာတဲ့ကိုချစ်တဲ့လူတွေအတွက်အချိန်ကုန်နေတာများတယ်တဲ့အဲ့ဒီစကားလေးကိုမှန်မှန်မှန်ကိုစဉ်းစားကြည့်ရမှာပေါ့ဘဝမှာနေနေတဲ့လူတွေအားလုံးဟာကိုချစ်တဲ့လူတွေအတွက်အချိန်ကုန်နေတာများတယ်တဲ့အဲ့ဒီစာပိုက်ကလေးကိုစဉ်းစားကြည့်မယ်ဆိုရင် အဲ့ဒီမှာသူကနည်းနည်းဘာထက်ရေးတာလဲဆိုရင်ကိုချစ်တဲ့လူတွေအတွက်ဘလို့ချင်းကုန်းနေလဲဆိုရင်သူ့အတွက်ကိုတွေးပီးနေရတယ်ဒါလည်းမှန်တာပဲကိုချစ်တဲ့လူဆိုတာကိုမိသားစုပေါ့တော့မို့ကိုကိုချစ်တဲ့ဆိုရင်မိမိကိုကိုအဲ့ဒီအတွက်ကိုတွေးပီးနေရတယ်အဲ့ဒီအတွက်ကိုကာဘာတွေယူပီးနေရတယ် အဲ့ဒီအတွက်ကိုစောင့်ရှောက်ပေးနေရတယ်လို့ဆိုတော့အဲ့ဒီအရာတွေအားလုံးဟာဘဝမှာတရက်လည်းမဟုတ်ခဲ့ဘူးတလလည်းမဟုတ်ခဲ့ဘူးတနှစ်လည်းမဟုတ်ခဲ့ဘူးအဲ့ဒါရက်ပေါင်းများစွာလပေါင်းများစွာနှစ်ပေါင်းများစွာဘဝမှာ အချိန်တွေကုန်းတာတဲ့ဘဝမှာပြစ်ဆက်ရတယ်ပေါ့နော်ဘဝကိုမလိုရပြစ်ဆက်ရပါဗျာကိုချစ်တဲ့လူတွေအတွက်ပြစ်ဆက်နေရတာပြောတာနော်အဲ့ဒါလည်းပဲကိုလူဘဝကာ ကိုယ့်ရဲ့သက်တမ်းတွေကတပြေးပြေးတပြေးပြေးနဲ့အသက်တွေကြီးပြီးတော့ရက်တွေလာတွေတပြေးပြေးတပြေးပြေးနဲ့ကုံဆုံးကုံဆုံးပြီးတော့လာတာဟာကိုယ့်ဘဝဟာအတိဘယ်ရှိလေသလားအတိဘယ်ကင်းမဲ့လေသလားသို့မဟုတ်ငါဒီဒီလောက်နေပဲဘဝကငါကျင်တ်ပြီလို့ယူဆသလားပေါ့ဒါဆိုလဲကိုယ်စိတ်ပေါ်မှာမူတည်တာပဲပေါ့ဘုသူစိတ်ပေါ်မှာ ကိုစိတ်ကကိုချစ်တဲ့လူတွေအတွက်လှုပ်ပေးနေရတာ တွေးပေးနေရတာဆံရွက်ပေးနေရတာငါ့တွေဘဝသည်ကျင်မွန်တယ်လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီဘဝနဲ့ပဲသူကျင်နာတိုက်ပေါ်တဲ့ဟုတ်လားမှန်ပါပါဘုရားသို့ပေမဲ့လို့တန်တရာတော့မတွေးရဲစရာပေါ့နော်မှန်ပါပါဘာကြောင့်လဲဆိုတော့ဓမ္မမပါလို့တန်တရာကိုမတွေးရဲစရာဘူးဆိုတဲ့ပြောစကားကဘာမပါလို့လဲဓမ္မမပါလို့သူကဘာနဲ့ပဲပြီးသွားတာ ဘဝနဲ့ပြီးတယ်နော်ဘဝမှာကိုချစ်တဲ့လူအတွက်တွေးပြီးတယ်ကိုချစ်တဲ့လူတွေတဲ့ကာဘာလုပ်ပြီးတယ်ကိုချစ်တဲ့လူတွေအတွက်ဆောင်းရှောက်ပြီးတယ်လူတွေအားလုံးဟာတော်တော်များများကတော့အဲ့ဒါပဲမဲ့အဲ့ဒါနဲ့ပဲပြီးတယ်မိုးလင်းလာတာနဲ့သူကကိုချစ်တဲ့လူတွေရဲ့အပေါ်မှာငါဘာလို့ဘာလုပ်ပေးမလဲတွေးတယ်သူငါဘယ်လိုလုပ်ပေးရမလဲသူ့ကိုစိတ်ချမ်းသာအောင်သူတို့ကိုအဆင်ပြေအောင် သူတို့ကိုအောင်မြောင်ငါဘာလုပ်ပေးရမလဲလို့အဲ့ဒီအရာတွေကတကယ်စဉ်းစားကြည့်မယ်ဆိုရင်တည်တတ်တဲ့အချိန်ကစပြီးတော့ဒီနေ့အထိပဲအဲ့လူငယ်တွေဆိုရင်လည်းငယ်တဲ့လူတွေကြည့်ပြရင်လည်းအဲ့ဒီလိုပဲသူတို့လည်းသူတို့လည်းတွေးတတ်တဲ့အချိန်ကစသူတို့ရဲ့လက်တွေခြေထောက်တွေစောင့်ရှောက်နိုင်တဲ့အချိန်ကစပြီးတော့သူတို့လည်းအဲ့ဒီလိုမျိုးအတွေးခေါ်တွေဟာအဲ့ဒီကနေစခဲ့ကြတာပဲသူတို့ဆိုရင်ဘာလုပ်လဲမိမိကိုယ်အတွက် တွေ့တယ်မိမိအဲပညာတတ်ဖို့အတွက်ငါသည်ပညာတတ်တယောက်ဖြစ်ဖို့အတွက်ငါသည်ဘဝမှာချမ်းသာဖို့အတွက်သုံးမငါမိသားစုချမ်းသာဖို့အတွက်ငါမိဘတွေကိုငါဘယ်လိုဆောင်ရှောက်မယ်ဘယ်လိုကျွေးမွေးမယ်ပေါ့ဘဝမှာငါဘယ်လိုကြော်ဖြတ်မယ်ပေါ့အဲ့ဒီလိုနေနေပဲငယ်ရွယ်တုန်းကလည်းတွေးခဲ့တာပဲမတွေးခဲ့ဘူးလားတွေးခဲ့ပါဗျာဘဝမှာဒီလိုနေပဲအချိန်တွေကြော်လွန်ပြီးတော့လာကြတာနော် နောက်နည်းနည်းလေးအရွယ်ရောက်လာတဲ့အခါကျတော့အိမ်တော်လေးဘာလေးကြာသွားတော့ဘဝလက်တွဲပေါ်လေးရသွားတဲ့အခါပူဆိုးသွားရောအဲ့ဒါအဲ့ဒီလူတွေအတွက်မိသားစုတွေအတွက်သူပို့ပြီးတော့အတွေးခေါ်ပြီးပို့လုပ်ပေးရတယ်ပို့တွေးလာရတယ်အဲ့ဒီအတွက်အချိန်နေပို့ပေးလာရတာပေါ့အဲ့ဒါဘဝရှင်သန်နေတဲ့လူတွေရဲ့နေ့စဉ်ဒီတိုင်းပဲသွားလာလှူရှာမှုကဒီလိုဖြစ်နေတယ်တဲ့အဲ့ဒါဘဝကိုပြောတာလူဘဝမှာနေတဲ့လူတွေကိုပြောတာနော်မှန်ပါ ဘဝမှာနေတဲ့လူတွေကဒီတိုင်းဖြစ်မနေဘူးလားဖြစ်နေပါဘူးဖြစ်နေတယ်အဲ့လိုဖြစ်နေတာဒီဘာကြောင့်လဲလို့မေးရင် လောကလူသားတွေဟာလှုပ်ရှားသွားလာနေရတဲ့အခါကျတော့ကိုတန်ရောစင်ရှိတဲ့လူကိုချစ်တဲ့လူတွေအတွက်ကိုလှုပ်ပေးနေရတာပေါ့အဲ့ဒါနဲ့ပဲအချိန်တွေကုန်နော်လာတွေကုန်နှစ်တွေကုန်အသက်တွေကြီးတချို့အဲ့ဒီလူနဲ့ပဲအဲ့ဒီဘဝသွားလာနေတိုင်းဆောင်းလျှောက်ရင်းနေပဲဘဝပြီးသွားရော တည်ဆုံးသွားဘာမပါဘူးလဲဓမ္မမပါဘူးဘာမပါဘူးဓမ္မဆိုတာတရားမျိုးဓမ္မဆိုတာတရားမျိုးတရားမပါဘူးပေါ့နော်အဲ့တော့ကိုကဘာလုပ်ရမလဲဆိုတော့အသက်ငယ်တာအသက်ကြီးတာထက်လူတစ်ယောက်ကအသိဉာဏ်ကြီးဖို့လိုတယ်အဲ့ဒီအသိဉာဏ်ကအခုလိုတရားအသိဉာဏ်နေပြီးတဲ့ဌာနတွေဆရာသမားတွေဆုံးမတတ်တဲ့ပုဂ္ဂိုလ်တွေ အဲ့ဒီပုဂ္ဂိုလ်ရဲ့ထံမှာနိနာနေတရားတွေယူပြီးတော့ဩဘဝဟာလူဘဝဆိုတာရဖို့ရခရင်နေဆိုတာကိုလည်းကြားဘူးတယ်အဲ့တော့ကြားဘူးတဲ့လူဘဝမှာဒီလိုကိုချစ်တဲ့လူတွေကိုတန်ရုံးစင် ရှိတဲ့လူတွေကိုနဲ့တွေ့ရဆုံရအစဉ်ပြေတဲ့လူတွေနဲ့ပဲကိုဘဝဟာဒီတိုင်းနေမယ်ဆိုရင်ငါဘဝဟာဓမ္မမပရင်ဒီဘဝရောတန်တရာမအေးချမ်းဘူးလို့မှတ်တာပါနော်မှန်ပါပါဘုရား ဘာမှပါရင်မအေးချမ်းနိုင်ဟုတ်လားလောကကြီးကိုကြည့်ကြည့်လိုက်ပေါ့တရားလက်လွတ်ဖြစ်နေကြတဲ့ပုံကိုယ်တွေဟာလောကမှာအယံကိုပူလောင်မှုဖြစ်တယ်အဲ့ဒီသောသောကပြောခဲ့တယ်ကိုချစ်တဲ့လူတွေနဲ့ကိုတန်ရောစင်ရှိတဲ့လူတွေနဲ့သူတို့အတွက်ကိုတွေးရတာသူတို့အတွက်ကိုလှုပ်ပေးရတဲ့အရာတွေဟာအယံပူလောင်စရာကောင်းတာပဲနော်အယံပူလောင်စရာဖြစ်တယ်အဲ့တော့ အဲ့ဒီဓမ္မတွေမရှိသေး၍ကလပ်ပလုံအဲ့ဒီအရာတွေဟာငါမှတာဝန်ရှိရဲ့ဒါတွေဟာငါလုပ်ပေးရမှာပဲငါသာလင်းတာဝန်ရှိဆုံးလို့အဲ့ဒီလိုထင်မြင် ပြီးတော့သူထားတယ်အတ္တတွေပေါ့နော်အဲ့ဒီအရာတွေကိုဖက်ထုတ်နိုင်တာဒီတရားသာလင်းရှိတယ်ဘာပဲရှိလဲတရားအဲ့တော့အခုသူတော်ကောင်းတို့ကဒီတရားတွေကိုကိုကသိလာတဲ့အခါ ဒီတရားတွေကိုနားလာတဲ့အခါကျတော့ဘလို့ဖြစ်လာလဲလို့ဆိုရင်လုတ်ပင်းတလောက်တော့လုတ်ပြရမှာပေါ့ဒါဘဝမှာအတူတကွလက်တွဲပြီးတော့မျက်စိအောင်အတူတကွနေကြတာသို့ပေမဲ့လို့အချိန်အားလုံးဟာသူ့အတွက်ကြီးမဖြစ်စေနဲ့ပေါ့ဟုတ်လားကိုယ့်အတွက်လည်းဖြစ်အောင်လုပ်ရမယ်လေအခုဝါတွင်းလောက်ပဲကိုယ့်အတွက်လုပ်ပြီးတော့ဂျန်နဲ့ဝါတွင်းက3လပဲလေတနေ့မှာ12လမလား ကြံတဲ့လားတွေဟာသူများအတွက်ဖြစ်နေမှာပေါ့ဒါဆိုအဲ့ဒီအချိန်တွေဟာเนาะဘဝနဲ့ပဲပြီးသွားတယ်ဆိုရင်ဓမ္မမပါခဲ့ဘူးဆိုလို့ဆိုလို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဘာဖြစ်နေလဲလို့မေးရင်လေမုန်တိုင်းထန်တဲ့အောက်မှာရောက်နေတဲ့သစ်ပင်တွေလို့ပဲเนาะမုန်တိုင်းမိနေတဲ့သစ်ပင်တွေလို့ပဲလေတိုက်ရဘူးရိမ့်ပါမယ်ကျိုးခြင်းလဲကျိုးမယ်เนาะလဲခြင်းလဲလဲမယ်ဘဝမုန်တိုင်းပေါ့လောကရမုန်တိုင်းပေါ့ ကိလေသာမုံတိုင်းပေါ့အဲ့ဒီမုံတိုင်းတွေကအမြင်ကြောင့်လည်းတိုက်တယ်အကြကြောင့်လည်းတိုက်တယ်အာယုန်နဲ့မန္တမယဒီဒီမျက်စိနားနှာခေါင်းရှာကိုယ်စိတ်တို့လည်းထွားချောပါကနေပြီးတိုက်ကတ်နေတာအဲ့ဒါတွေကြောင့်ဘာတွေဖြစ်ကုန်လဲလို့မေးရင်ကိုဘဝဟာဓမ္မမပါသောဘဝသည်မုံတိုင်းထမ်းနေသောတစ်ပင်ကဲ့သို့မုံတိုင်းမိနေသောတစ်ပင်ကဲ့သို့ယတ္တိယမရဘဲနဲ့လေတက်ရကိုဘာဖြစ်ရင်းနှွဲ့နေတယ် လေတရာကိုဘာဖြစ်ရင်းနေပါဒီတိုင်းပဲဘဝတွေကဖြစ်နေကြတာเนาะတောကတွေနဲ့ဖြစ်လိုက်ဒုက္ခတွေနဲ့ဖြစ်လိုက်အိမ်မရတဲ့ခါတွေနဲ့ကြုံလိုက်စားမရတဲ့ခါတွေနဲ့ကြုံလိုက်ငိုရတဲ့အခါတွေနဲ့ကြုံလိုက်ရည်ရမောရတာတွေနဲ့ကြုံလိုက်ဘဝဟာဒီလိုပဲတရေပြီးတရေတလားပြီးတလားတနေ့ပြီးတနေ့နဲ့ပဲဘဝဒီလိုဖြတ်သန်းနေကြတာเนาะအဲ့ဒီအရာတွေကိုဓမ္မနဲ့ထိမ့်ပါတဲ့ဗုဒ္ဓက ဘာနဲ့ထိန်ရမှန်ပါဗျာတရားနဲ့ထိန်ပါเนาะဘလောက်ပဲမုံတိုင်းနေထမ်းနေပါစေလောကရမုံတိုင်းနေဘလောက်ပဲကြုံနေပါစေဆုံးနေပါစေဓမ္မဒီဟုသောအထိန်ရှိသွားလဲဆိုရင်အဲ့ဒီမုံတိုင်းတံကိုအဲ့ဒီပုဂ္ဂိုလ်ကခံနိုင်လိမ့်မယ်မုံတိုင်းဆိုတာလောကတံကိုပြောတာเนาะလောကရံတရား၈ပါးအကောင်း၄ပါးအဆိုး၄ပါးကောင်းတာလဲတွေ့မယ်အကောင်းကြီးလဲတွေ့ဘူးအဆိုးကြီးလဲတွေ့ဘူး မတွေ့ဘူးအကောင်းဆုံးတွန်တွဲနေတာဟုတ်လားကောင်းမြန်တော့လေအဲ့ဒီအကောင်းအပေါ်မှာအယံကြီးတာယာမတော့အောင်ထိမ့်ပေးတာမတူလေဟဲ့ဓမ္မဟုတ်လားအဆိုးတွေအပေါ်မှာလဲဘလောက်ပဲဆိုးနေပြီဒီအဲ့ဒီအဆိုးတွေကြောင့်ရိုင်လဲမတော့အောင်ထိမ့်ပေးတာလေဓမ္မဖះလဲကြုံတာပဲလေဖះလဲအသက်80အထိ လောကရာမုံတိုင်းတွေကဖះလဲပဲ မျိုးစုံတိုက်ခတ်ခြင်းကိုခံခဲ့ရတယ်။တွေ့မဲ့ဘုရားကဘာရှိပြီးသားလဲ။ငြိမ့်တယ်လေ။ဟုတ်လား။အဲ့တော့တို့လည်းပဲဘဝမှာရှင်သန်နေကြတဲ့လူတွေအားလုံးဟာကိုချစ်တဲ့လူတွေအတွက်အချိန်မပေးနဲ့ကာဘာမလုံးနဲ့တော့မဆောင်းဆောင်မပေးနဲ့လို့ဒီလိုမျက်နှလွဲကဲပြက်လောက်တာမဟုတ်ပါဘူး။ဟုတ်လား။ကိုဘဝကိုကိုတကယ်လူဘဝရတာကိုကိုတကယ်တန်ဖိုးထားတယ်ဆိုလို့ရှိရင်ဘဝကိုဓမ္မနဲ့ထိမ့်ပါ ဒါဘုံဘုံတို့မှားကြင်ပါလေနော်နောက်တစ်ပတ်ဆိုဘုံဘုံတို့တည်င်းကျွတ်ပြီနော်ဘောမှာရင်လဲသွားမှဆိုလို့နောက်ဝါတွင်ကာလမှာဒီလိုပြန်ဆုံမယ်ဆိုတာကမတိကြဘူးပြန်တွေ့မယ်ဆိုတာကမတိကြဘူးဘဝကဘလူတွေဖြစ်ကုန်အောင်မှမသိဘူးဟုတ်လားနေကြီးမြင့်ကြီးဘာတွေဖြစ်ကုန်အောင်မှမသိဘူးအနေထားတွေအားလုံးဟာဘယ်သူမှတအံ့မပြောနိုင်မမျှော်မှန်းနိုင်တဲ့အရာတွေဖြစ်လေတော့ကြောင့် ကိုဘဝကိုကိုဓမ္မနဲ့ထိန်ပြီးတော့ဩနော်ကိုချစ်ရတဲ့လူတွေအတွက်တွေးပေးစရာရှိရင်လည်းတွေးပေးလိုက်ပါဆောင်းရှောက်စရာရှိရင်လည်းဆောင်းရှောင်းလိုက်ပါကာမလုပေးစရာရှိလည်းလုပေးလိုက်ပါသူ့အတွက်နော်တာဝန်ကြီးစရာရှိတာလေးလည်းကြေမြုံလိုက်ပါသို့ပေမဲ့လို့ကိုဘဝအတွက်လှပ်ပါအောင်ကိုဘဝလှပ်ပါအောင်တန်တရာလှပ်ပါအောင်ပြုပြင်ပေးတဲ့ဓမ္မကိုတော့ မေ့ထားလို့မရဘူးဆိုတာဒီနေ့ခိုင်ခိုင်မြဲမြဲကိုယ်စိတ်ထဲမှာမှတ်ထားဖို့လိုပါတယ်နော်လူရင်းအားတော်တော်များများကမနုဿတ္တဘာဝဒုံလဘောလူဘဝရဖို့ရခဲရင်တဲ့အထက်မှာတို့လူဖြစ်တယ်လူရတယ်သိကံကောင်းတယ်ဒီလောက်နဲ့ပြီးနေတာဒီလောက်နဲ့ပြီးနေတာနော်ဒီတဲ့ကိုကချမ်းသာတယ်ကြွယ်ဝတယ်လုံးသမျအောင်မြင်တယ်ဘဝမှာအဆင်ပြေတယ်ဒါလည်းပဲပျော်ရွှင်မှုနဲ့တာယာမှုနဲ့ပြီးနေတာဟုတ်လား ဲ့ဒီနောက်ကလိုက်လာမဲ့တတ္တမတဝေနာအတိဒုံလပံဒါကိုကြတော့တို့မတွေးဘူးနော်တတ္တမတဝေနာအတိဒုံလပံသာသနာနဲ့ကြုံတယ်ဘာလဲသူတော်ကောင်းတရားတွေနဲ့တွေ့တယ်ဘာလဲဟောတာပြောတတ်တဲ့ဆရာသမားနဲ့လည်းတွေ့တယ်အဲ့ဒါတတ္တမတဝေနာအတိဒုံလပံပဲသူတော်ကောင်းတရားနာရဖို့ တွေ့ရဖို့ဆိုတာကလူဖြစ်ရတာတဲ့ပုခရင်နေလူဖြစ်နေတာတွေအများကြီးကဘာမှလည်းလူတွေပဲလေဟိုရှေ့တိုင်းနိုင်ငံနောက်တိုင်းကနိုင်ငံမှာရှိတာလေးလည်းဘာတွေပဲလဲသို့ပေမဲ့လို့လူဖြစ်တယ်မနုဿတ္တဘာဝဒုံလဘဖြစ်တယ်ဒါကန့်ညီတယ်သို့ပေမဲ့တတ္တမတဝနာအတ္တိဒုံလဘသူတော်ကောင်းတရားနဲ့ကြတော့မတွေ့တဲ့လူတွေကများတယ် ဓမ္မနဲ့မတွေ့တဲ့လူကများတယ်တော့သူတော်ကောင်းတို့ကံကောင်းတဲ့လူဖြစ်တဲ့လူဘဝမှာမနုတ္တဘာဝဒုံလဘတောင်းတဲ့လူဖြစ်ရတာကံကောင်းတဲ့ဟိကံကောင်းတဲ့ဟိဆိုပြီးတော့ဒီလောက်နဲ့ရက်မနေနဲ့ကံကောင်းတဲ့ဘဝမှာတတ္တမတဝနာအတိဒုံလဘံလို့ခေါ်တဲ့သစ္စာတရားတွေဝိပဿနာတရားတွေနာကွင့်ရတဲ့ဒီနာဒီနာအမြဲတမ်းကြားမှာမဟုတ်ဘူးနော်ပင်အောင်ပါခင်ဗျားတို့နာပင်အောင်ပါနားတွေလေးအောင်ပါ ရှေ့ကြတော့စင်နလေးပလီတွေဖြစ်အောင်မှာအသက်ကြီးလာပြီဆိုရင်ပြောတာတွေမကြားတာတွေဖြစ်အောင်မှာအဲ့ဒီခါကျမှဒီတရားတွေကိုကြည်ကျင်းလင်းလင်းကြားကျင်ပါတယ်ဆိုဆုံးရှုံးသွားပြီနော်ဒါကြောင့်မလို့မြင်နိုင်တဲ့မျက်စိရှိတော့ကြားနိုင်တဲ့နားရှိတော့ဟုတ်လားသွားနိုင်တဲ့ခြေတော့ကောင်းနေတော့တတ္တမတဝနာတိဒုံလပံသူတော်ကောင်းတရားတွေကိုအားစိုက်ပါ နော်ဓမ္မနဲ့ကိုဘဝကို ထိမ့်ထားပါဒီဘဝလဲရင်လဲမသွားအောင်ရင်လဲမသွားအောင်ဆိုတာကဒီလိုလေခဏခဏမျက်ရည်ကျနေရတာအဲ့ဒါဓမ္မနဲ့မထိမ့်နိုင်လို့ခဏခဏအိမ်မပြောစားမဝင်ဖြစ်နေတာဗာလဲမထိမ့်နိုင်လို့ပဲ့ကန်ရှင် မရှိတော့လှေဟာရမ်းနေတာပေါ့ဘဝဟာရမ်းနေတာပေါ့ဟုတ်လားဒါကြောင့်သူတော်ကောင်းတို့ကိုဘဝကိုပဲ့ကန်ရှင်ကောင်းကောင်းတည်ဟုသောဓမ္မရအောင်လုပ်တာ အဲ့ဒီတရားနှလုံးသားထဲကိုကင်းအောင်လှုပ်တာဒီနေ့ဘုံဘုံတို့မှန်ကျင်တာကဒီနှခွန်းပဲပြောကျင်တာကဒီနှခွန်းပဲဘာနဲ့ဘာလဲဘဝနဲ့ပါဘာဖြစ်အားလုံးကဘဝတော့ရထားကြတယ်နော် ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေဘဝမှာတော့လူတွေဟာလူရဲလို့ဖြစ်ထားပြီးပြီမှန်တယ်လူဖြစ်ရတာမလို့တတ္တဘာဝဒုံတဘာကံကောင်းတယ် အဲ့ဒီဘဝမှာဓမ္မလို့ခေါ်တဲ့တရမတဝန္ဒတိတွန်လပံနော်ကိုနားနဲ့ကိုနှလုံးသားနဲ့ကိုက်ညီတဲ့တရားတွေကိုနားပါအဲ့ဒီတရားတွေကိုနာမတန်လေကိုနှလုံးသားကိုဒီတရားတွေနဲ့ထိမ့်ပေးမှတန်လေဒီပုဂ္ဂိုလ်တွေဟာနော်လောကရာမုံတိုင်းတွေကိုကြံ့ကြံ့ခံနိုင်သွားမယ်တဲ့ဒါဗုဒ္ဓကြီးလမ်းညွှန်ချက်ကိုပြောတာနော်ဟုတ်ပါဘူးဟောပြီးဒါဆိုဓမ္မနဲ့ဘယ်လိုထိမ့်ကြမလဲတရားနဲ့ဘယ်လိုထိမ့်ကြမလဲမြတ်စွာဘုရားကတော့ ဒါနတရားသီလတရားသမထတရားတွေနဲ့စိုင်းရင်ဘုံဘုံဘုံတို့ဗုဒ္ဓကဘာပြောလဲသစ္စာတရားကိုပဲပြောတယ်။ဘာတရားလဲ?သစ္စာတရားပါဗျာ။သစ္စာတရားလို့ခေါ်တဲ့တကယ်နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းအစစ်နဲ့ကိုယ့်ဘဝကိုကိုထိန်းပါတဲ့။အဲ့ဒီသစ္စာကလည်းဒုက္ခသစ္စာ၊သမုဒိယသစ္စာ၊និရောဓသစ္စာ၊မဂ္ဂသစ္စာလို့၄မျိုးရှိတယ်။ဘယ်နှမျိုးရှိ?၄မျိုးပါဗျာ။အဲ့ဒီ၄မျိုးထဲမှာမှဗုဒ္ဓကမဂ္ဂသစ္စာတစ်ခုနဲ့မင်းတို့ထိန်းနိုင်ရပြီတဲ့။ ခြုံပေးတာခြုံပေးတာเนาะဘာသစ္စာလဲအဲ့ဒီမက္ကသစ္စာတော်မှာကွာတဲ့မက္ကင်က၅ပါးရှိပါတယ်ကွာတဲ့မက္ကင်က၈ပါးရှိပါတယ်ကွာနော်ဘောဓိပက္ခယတရားတွေလည်းရှိပါတယ်ကွာအဲ့ဒါဒီထက်ကွာလေမင်းတို့တကယ်ထိမ့်ရမှာကလောကမှာနေကြတဲ့ပုဂ္ဂိုလ်တွေထိမ့်ရမှာကမက္ကင်၅ပါးတည်းကတာမာတတိလို့ခေါ်တဲ့တတိတလုံးနဲ့ထိမ့်နိုင်ရင်တော့ မင်းတို့ဘဝဟာရိုက်မသွားပါဘူးချုံပေးတာနော်မှန်ပါဘူးဗျာဘာတလုံးလဲတတိယလုံးပါဘူးဒါတော့ကတော့လူတိုင်းထိနေတာပေါ့လူငယ်လူကြီးအားလုံးပေါ့ဘဝမှာရှင်သန်နေကြတဲ့လူတွေအောင်မြင်နေတဲ့လူတွေကြာဆုံးနေတဲ့လူတွေကြာဆုံးနေတယ်ဆိုတာတချို့ကကျမကြီးကြာဆုံးနေတဲ့လူတွေရှိတယ်စီပါကြီးကြာဆုံးနေတဲ့လူတွေရှိတယ်အစင်မပြေပဲနဲ့အရာရာစိတ်သက်တွေကြာဆုံးနေတဲ့လူတွေရှိတယ်မရှိဘူးလား အဲ့ဒီလူတွေအားလုံးဟာလည်းပဲကိုဘဝကိုကိုကိုစိတ်ကိုကိုဘာနဲ့ထဲရသတိနဲ့ပဲထဲရသတိနဲ့ပဲထဲဟုတ်လားလူတယောက်ကစိတ်ကိုသတိကတ်ထားနိုင်တဲ့ရွေးကာလပတ်လုံးသတိခွန်အားတွေဖြစ်နေစိတ်ခွန်အားတွေဖြစ်နေကိုယ်တဏ္ဍာမှာတရားရှိနေတဲ့စိတ်တွေခွန်အားအပြည့်အဝရှိတယ်အဲ့ဒါဘသူတွေကိုကိုဘလို့အားပေးပေးဘသူတွေကိုကိုဘလို့ပဲချင်းမြောင်မြောင် ဘသူတွေကိုယ့်ကိုဘလို့ပဲထမ်းတင်တင်ကိုယ့်ကိုကိုအာမပီးသရွေ့ကလပတ်လို့အာကိုမရှိဘူးဘသူကိုဘသူအာပေးရဘသူကိုဘသူစိတ်ကိုဘသူအာပေးရကိုယ်စိတ်ကိုအာပေးရတခြားနဲ့လားတတိနဲ့လားတတိနဲ့ပါဗျာဒါပဲနော်အဲ့တော့ဗုဒ္ဓကဘဝကိုဓမ္မနဲ့ထိမ့်ဆိုတာကတိစ္ဆာလေးပါးကိုပြောတယ်ဘုဇင်တရားတွေပြောတယ် ိန်တရေပြေပြောတယ်သို့ပေမဲ့လည်းဝါတဲ့အဲ့ဒီအရာတွေရဲ့အချုပ်ကတော့မက္ကင်၅ပါးတဲကတမ္မာတတိလို့ခေါ်တဲ့မင်းတို့လူငယ်လူကြီးဘဝမှာအောင်မြင်ကြရှုံးဘယ်လိုလူမျိုးမဆိုတတိတလုံးကိုသာကိုယ်စိတ်ကိုကိုကတ်ထားပါအကြောင်းစာတတိသွားတတိလာတတိနေတတိထိုင်တတိကိုကိုကိုတတိကတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာကိုဘဝကိုကိုရိုင်းမသွားအောင်เนาะ ရင်းမသွားအောင်သူကတော့ထိမ့်ထားနိုင်တာတတိယဘာလို့ပေးနေထိမ့်ထားနိုင်ထိမ့်ထားနိုင်ဦးမရတယ်နော်မတ်သွားအောင်တော့မလုပ်နိုင်ဘူးသူကမတ်သွားအောင်လုပ်တာကညံဟုတ်လားညံကတော့အရာအလုံးကိုသူကဘာမှမဟုတ်ဘူးဒါတွေကကောင်းလေအပြစ်တရားပဲစိုးလေအပြစ်တရားပဲဘဝဆိုတာအပြစ်တရားဘဝဆိုတာလည်းအပြစ်ပဲလေဟုတ်လားဘဝဆိုတာမွေးဖွားခြင်းနဲ့ သေဆုံးခြင်းအဲ့ဒီနှစ်ခုရဲ့ကြားကိုပါခေါ်တာဘဝလို့ခေါ်တာတို့ကအခုမွေးထားတဲ့အခုရောက်နေတဲ့လူဘဝပြီးရင်သေဆုံးမယ်မွေးဖွားခြင်းနဲ့သေဆုံးခြင်းရဲ့ကြားကိုပါခေါ်တာလေဘဝအဲ့ဒီဘဝမှာကိုချစ်တဲ့လူတွေအတွက်နဲ့ပဲအချိန်ကိုအကုန်ပေးမပြည့်နဲ့လို့ပြောတာဓမ္မလဲလုံးတဲ့ဟုတ်လားအဲ့ဒီဓမ္မကဘိဒကသုံးပုံကိုဆွဲထုတ်လိုက်မယ်ဆိုရင်တတိတရားတစ်လုံးကိုဘုရားကတင်းတင်းကြပ်ကြပ် ကိုယ်တန်တမှာရှိထားဖို့ကိုပြောတော်မူတယ်။ဟုတ်လား။ဒါဆိုတို့အလုံးကကျန်တဲ့တရားတွေအလုံးမလုံးနိုင်တော့မှအားမထုတ်နိုင်တော့မှဒါနတွေသီလတွေကိုကမလုံးနိုင်တော့မှကိုယ်ဘဝမှာအချိန်ပြည့်မြင်နိုင်ကြားနိုင်လှုပ်ရှားနိုင်နောက်ဆုံးဟိုထွက်တဲ့အထိပေါ့နောက်ဆုံးသေသည်အထိပေါ့ဘာတရားရှိတာသေသည်အဲ့ဒါဘဝကိုထိမ့်ပေးတာပဲလေ ထိန်ကြည့်လေလက်တွေ့လှုပ်ကြည့်ကိုကိုကိုထိန်ကြည့်ကိုဘွားကိုထိန်ကြည့်ကိုစိတ်ကိုကိုထိန်ကြည့်ထိန်ကြည့်ရင်ဘလောက်ကိုကိုဘွားဟာငြိမ်းလာတယ်လေမျက်ရည်တွေဘိုးတော်ကခဏခဏကြားတယ်အခုမျက်ရည်ဇက်တွေဘလို့တိမ့်လာတယ်လေဘိုးတော်ကအိတ်မပြောတဲ့အရာတွေအဲ့ဒီအရာတွေကိုတတိနဲ့ဖယ်ထုတ်နိုင်လို့အိတ်ပြောတာတွေဘာတွေဖြစ်လာတယ်လေကိုဘွားဘလို့ရှင်းတန်းလာတယ်လေဘလို့နှုတ်ထလာတယ်လေယောဂါတွေကြောင့်ကြာဆုံးနေကြတဲ့ပုံကိုယ်တွေ ယောဂတွေကပ်ပြီးတော့ဘဝစိတ်တက်ကြနေကြတဲ့ပုဂ္ဂိုလ်တွေဓမ္မကိုသာ အားကိုတဲ့အဲ့ဒါဖျံပေးတဲ့တရားစီပဲအဲ့ဒီစေဟာနှလုံးသားထဲမှာရောက်သွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ချက်ချင်းကိုနုတလာတယ်တရားရဲ့ခွန်အားဉာဏ်နဲ့ခွန်အားနဲ့မတူဘူးသူကဓမ္မခွန်အားအမတအားရှိတယ်တရားရှိသွားတဲ့ပုဂ္ဂိုလ်ကိုကြည့်ပေါ့သူ့ဘဝကိုသူကျင့်နေတယ်သူက ငါဒီဒီအသိဉာဏ်ဒီလောက်ရတာတာဒီငါဘဝအတွက်ကျင့်နေတယ်ငါသိမယ်ဆိုလဲသိရတယ်နေမယ်ဆိုလဲနေရတယ်အဲ့ဒါသူ့ဘဝမှာဓမ္မရှိတာလို့တရားရှိတာလို့ဒါကြောင့်မလို့အဲ့ဒီအများကြီးတွေကယနေ့ဘုန်းဘုန်းတို့ဓမ္မဆိုတဲ့စကလုံးအောက်မှာလူတိုင်းလူတိုင်းလူငယ်လူကြီးအောင်မြင်ကြရှုံးဘယ်လိုလူမျိုးမဆိုနှလုံးသားထဲမှာ ရှိထားရမယ်တရားအလုံးပြောပြန်ပြောပြန်ပြောတတိယပါပဲ ဲ့ဒါဘဝကိုထိမ့်ပေးမယ်သူကထိမ့်ပေးမှာနော်ရိုင်မတော်အောင်ထိမ့်ပေးမှာမယုံရင်လက်တွေကြကြအရာအားလုံးမှာတတိထားကြည့်လိုက်ပေါ့ကိုကိုစိတ်တွေဖြစ်နေတဲ့အရာကိုနောက်ကနေတတိတတိတတိကက်ကက်ကက်ပေးကြည့်လိုက်အာနှုတ်ထသွားပါလေနောက်တတိရဲ့နောက်ကပညာဉာဏ်ဟုတ်လားအဲ့ဒီဉာဏ်ပညာပါသွားမယ်ဆိုရင်တော့သောသောကအရာတွေကဘာမှမဟုတ်ဘူးဆိုတာသူနှလုံးသွင်းသွားရတယ်တကယ်လဲဘာမှမဟုတ်ဘူးနော် မြင်တယ်လည်းပဲမြင်စေခဏပဲအကောင်းအဆိုးဟာမဟုတ်တယ်လေဘာမှမဟုတ်ဘူးပြီးတော့လည်းပြီးသွားတာပဲကြားတော့လည်းဒီလိုပဲအကောင်းအဆိုးဟာမဟုတ်တယ်ဘာမှမဟုတ်ပြီးတော့လည်းပြီးသွားတာပဲချီမုံ9ရက်ကိုရက်9အဲ့ဒါဆုံးဖြတ်ပေးတာပါလေညံညံကတော့သူကဘာမှမဟုတ်တဲ့အရာတွေကိုသူ့တန်တန်မှာမထားဘဲနဲ့ဆွတ်မှတ်ပြီးတော့ပြင်လိုက်တာဖြစ်တဲ့အတွက်ညံနှလုံးသားထဲကိုကိမ့်သွားပြီးဝိပဿနာညံမဲ့ညံဖို့ညံ အဲ့ဒါတွေကိမ့်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကလုံးဝကိုညင်သွားတာပဲဖះရန်နာတွေကြီးပေါ့ဘယ်လိုမုံတိုင်းနေတိုက်တိုင်းညင်ကြသွားတာခန္ဓာကြီးရှိသွားတာဒါကြောင့်မလို့တတိရေဉာဏ်ပညာရေအဲ့ဒါဟာဘဝကိုထိမ့်ပေးနိုင်သောဓမ္မနှစ်ခုပါပဲသစ္စာအနေနဲ့ပြောရင်ဗာသစ္စာဖြစ်မယ်မကသစ္စာပွားများတဲ့ပုဂ္ဂိုလ်တွေကဘယ်ရောက်လဲ နေရောဓသစ္စာကိုရောက်တယ်တဲ့နေရောဓသစ္စာနိဗ္ဗာန်ကိုရောက်တယ်လို့ဆိုတာဟာမကသစ္စာပွားများတဲ့ပုဂ္ဂိုလ်ကြီးဖြစ်လို့ပဲဒါကြောင့်ဒီနေ့ဘုံဘုံတို့ဘဝနဲ့ဓမ္မကိုသေသေချာချာကြာကြာနာနာခွဲပြောပါတယ်ကိုချစ်တဲ့လူတွေအတွက်နဲ့ကိုတန်ရုံးစဉ်ရှိတဲ့လူတွေအတွက်နဲ့အချိန်ကုန်သွားရင်တော့ဘဝမှာတော့ရတယ်ဘဝတော့ဖြစ်လာတယ်ဘဝမှာတော့တာဝန်တော့ကျေသွားလိမ့်မယ်ဓမ္မမပါဘူးတို့ပဲလောကရာမုံတိုင်းနေကြိတ်မိတ်ခံရမယ် တန်တရာမုံတိုင်းတွေအပဲလေးပါးဒီကြိတ်မိတ်ခံရမယ်ဆိုတာမှတ်ထားပါဘဝရလာတဲ့ကဓမ္မပါသွားတဲ့ပုဂ္ဂိုလ်ဆိုရင် လောကရာမုံတိုင်းလည်းဖယ်ရှားနိုင်မယ်ခံနိုင်ရှိမယ်တတိတရားကပညာတရားပါသွားမယ်ဆိုရင်မမမမကိုယက်တည်နိုင်သွားလိမ့်မယ်တန်တရာလည်းအပဲကလွတ်ပြီးတော့နိရောဓသစ္စာနိဗ္ဗာန်ကိုဆက်ရောက်နိုင်ပါတယ်လို့ဒီနေ့ဘာနဲ့ဘာကိုပြောလဲဘဝ လောက်ဆိုနားလည်ပါပြီရှုမှတ်ကြရအောင်ခိုင်အားလုံးအရိယာဘုတ်တိပြင်းတရားထိုင်တရားရှုမှတ်ကြမယ်တတိဆိုတာဘဝကိုရင်ရင်မတော်အောင်တက်မှတ်ပေးတယ်လို့ခေါ်တယ်အခုတရားထိုင်တဲ့အခါမှာပဲတရားရှုမှတ်တဲ့အခါမှာပဲကိုယ့်ကိုယ်ကိုတတိထားနိုင်ရင်ကိုယ်စိတ်တည်းကဘယ်သူရှိမှမယိုင်ဘူးဘယ်သူရှိမှမရောက်ဘူးတတိရှိတာနောက်ကပညာပါလာမယ်ဆိုရင်တော့ကိုယ်စိတ်ဒီကိုယ်နဲ့တကွာငြိမ်ပြီးတော့ ိုသာလည်းရင်ဓမ္မနဲ့ပျော်မွေ့သွားတဲ့စိတ်ဖြစ်သွားရင်တော့ဘဝဟာတင့်မတ်သွားတဲ့ပုံကိုယ်တွေဖြစ်သွားမှာဖြစ်ပါဒါကြောင့်မလို့ယနေ့တရင်ကျော်ကံဤဖြစ်လာတာဖြစ်တဲ့အတွက်တရင်ကျွတ်သွားတဲ့နောက်ပိုင်းနေနောက်ပိုင်းနေဆိုရင်လောကလူစားတွေကဘာသာရေးနဲ့အဝေးဆုံးနေရာကိုရောက်သွားတတ်တယ်။ဝါဒင်းကာလလောက်၊တကြံကာလလောက်ပဲဘဝမှာရှင်သန်ကြတာဖြစ်ပါတယ်။တရားတွေနဲ့ရှင်သန်ကြတာဖြစ်ပါတယ်။ ဉာဏ်တဲ့အချိန်တွေကဘဝနဲ့ဓမ္မနဲ့ဝေးနေတာဖြစ်တဲ့အတွက်ဘဝတွေသာပျော်ရွှင်ပြီးတော့ဓမ္မတွေကဓမ္မနဲ့မထိန်ကြတာဖြစ်တဲ့အတွက်အဲ့ဒီချိန်မျိုးဆိုရင်ပူလောင်ပြီးတော့နေတတ်တယ်။ဒီတရားတွေကိုကိုနာပြီးတဲ့ချိန်ကစဒီအလုပ်တွေကိုလုပ်ပြီးတဲ့ချိန်ကစကိုဘဝကိုကိုဓမ္မနဲ့ဘယ်လိုထိန်မလဲလို့ဆိုတာဘဝနဲ့ဓမ္မနှစ်ခုဒီနေ့ကြွပြပြီးတော့တည်သွားပြီဖြစ်လို့ကိုဘဝကိုကိုကိုဓမ္မကိုတရားနဲ့ထိန်ပြီးတော့ ဒီဘဝလည်းအချမ်းပါစေတန်တရာလည်းဖြောင်းပြူပါစေနိဗ္ဗာန်တိမြတ်မောပြုနိုင်ပါစေလို့အာယုံပြုဆုတောင်းပေးတယ်ကိုဘောကိုကိုဓမ္မနဲ့ငြိမ်အောင်တတိပညာနဲ့ထိန်းပြီးတော့ရတဲ့ချိန်လေးမှာတရားရှုမှတ်ပါထွက်လေဝင်လေလေးကိုရှုပါခန္ဓာဘက်ကိုညံလဲပါခန္ဓာတဲကိုညံသွင်းပါဘုသူကြောင့်မှမတွေ့နဲ့ကိုလုတ်ကိုကိုလုတ်ပါကိုအလုတ်ကိုကိုလုတ်တဲ့ပုံကိုဒီကိုဘောကိုကိုကိုဓမ္မနဲ့ကိုထိန်းတယ်လို့တွေ့ရမယ် သူများအကြောင်းတွေးနေတယ်ဆိုရင်ဓမ္မတွေလွတ်သွားမယ်ဘဝနဲ့ရှင်သန်သွားတဲ့ပုဂ္ဂိုလ်ဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်ကိုဘဝဖြောင့်မတ်ခြင်းရဲ့ဒီဘဝတန်တရာတက်မတ်ခြင်းရဲ့ဓမ္မနဲ့ထိနေတဲ့အလုပ်တွေကိုကြိုးစားပြီးတော့ဆောင်ရွက်ကြပါလို့တတိပိတိုင်တော်နှိုးဆော်ပါတယ်